ွဲပေမဲ့ညာမမွဲသည်ပါဆိုတဲ့တရားတော်ကိုမြတ်စွာဘုရားရှင်ရာဇဂျုံမျိုးမှာဟောပါတယ်ဘယ်မှာဟောတယ်ဒီရာဇဂျုံမျိုးမှာဟောတယ်အပြစ်လို့ဟောတယ်လို့မိတော့ရာဇဂျုံမျိုးမှာလည်းတစ်ချိန်ကောတံပြီမှာလည်းတစ်ချိန်ဟောတယ် ပြီးတော့သာတခါတည်းရန်အကြောင်းအလျော်သာဤသာဝတိမှာလဲဟောတာလဲတွေ့သုတ်တန်ဒီကအများကြီးရှိနေအဲ့တော့အသက်ရွယ်ကြီးပြင်းပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေဟာအသက်ကြီးပြီးဆိုရင်ဘာမွဲလာကံမွဲလာတယ်ဘာမွဲလာတယ်အသက်ရွယ်ကြီးလာတဲ့ပုဂ္ဂိုလ်တွေဘာမွဲလာတယ် ကံမွဲတယ်တဲ့ကံဆိုတာဟာအတိတ်ကပို့ပေးလိုက်သောကံတတ္တိကြောင့်ရရှိနေသောဟောဒီခန္ဓာကိုယ်ကြီးပြီးယွင်းရောပြစီလာတယ်ပေါ့ဘာဖြစ်လာလဲယွင်းရောပြစီလာတယ်သုံးလို့စွဲလို့မကောင်းအောင်ထိဖြစ်လာတယ်သုံးစွဲလို့မကောင်းအောင်ဖြစ်လာတာကိုဘာလို့ပြောလဲကံမွဲဘာမွဲတယ် မွဲလာတယ်တဲ့မျက်စိကဘာဖြစ်လာမှုန်တိမှုန်တုံဖြစ်လာဘာမွဲလာလို့အေးနားကလည်းမကြားတရားဖြစ်လာမကြားတရှိကြားတရှိဖြစ်လာမမှန်မိတရှိမှန်မိတရှိဖြစ်လာမွဲလာပုံနော်အေးမျက်စိကတစ်မျိုးနားကတစ်မျိုး နာကတနှခေါင်းကတမျိုးခြာကတမျိုးကိုကတမျိုးစိတ်ကတမျိုးအမျိုးစုံဖောက်လွဲဖောက်ပြန်နေမပြလာဘူးလားအသွာအလာအနီအထိုင်အထအကုန်လုံးဘာဖြစ်လာလဲရင်းရင်လာဘာဖြစ်လာလဲဘာတွေထူထပ်လာတယ်လို့မေးတော့ကိရိတာတွေထူထပ်လာတယ်တဲ့ဘာတွေထူထပ်လာတယ် ကိလေသာမိထင်ကြီးလျှံဝါလောင်စာထင်းမြငါးပါးခန္ဓာထဲ့ဘေးသူကလုံသားကံကြမှာသုံးပုံတွင် ပူပြင်းလောင်လာပါဆိုသည့်အတိုင်းဟောဒီခန္ဓာကိုယ်ကြီးရာကံတရားတွေကအမြဲမပြတ်မွဲလာတယ်မဟုတ်လားအဲ့ဒီတော့ဘုန်းကြီးတို့တရားမတွေဘယ်လောက်ပဲကောင်းပြီးအစာစာတွေစားပြင်စားညာတော့လည်းပဲအင်အားပြည့်နေသေးရဲ့လားပြည့်နေပါဘူးခင်ဗျာပါကမွဲလာတယ် ကံမွေးလာတယ်ဘယ်လောက်စီတီထိုးထိုးအားရှိတဲ့စားစားတွေအားရှိတဲ့ပစ္စည်းတွေပြုလုပ်ပြီးညာတော်လဲပဲခန္ဓာလန်းစဉ်ဟာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲမွေးလာတယ်ဘာဖြစ်လာလဲမွေးလာတယ်ဆိုတာမကောင်းတာတွေစုံလာတာပေါ့ဘာတွေစုံလာလဲအကောင်းတွေမရှိတော့ဘူးအကောင်းကုံတော့ဘာတွေစုံလဲ မကောင်းတွေစုံလာတယ်။ဘိန်းတို့တရားဓမ္မတွေအကောင်းကုံတော့မစုံလာတယ်။မကောင်းတာတွေစုံတဲ့ပုံကိုယ်တွေပေါင်းဖန်များတော့မကောင်းတာတွေလည်းဖြစ်ကုန်တာပေါ့။ဟုတ်တယ်လား။ဒီတော့ဘုရားပါဘုသူ့အကြောင်းရင်းခေါ်သဟောတယ်လဲဆိုတော့မာဝရီပုံနာကြီးကိုအကြောင်းရင်းခံပြီးဟောပါတယ်။ အသက်120ရှိနေတဲ့ဘာဝရီပုံနာကြီးကိုအကြောင်းရင်းခံပြီးဟောပါတယ်။ဘာဝရီပုံနာကြီးဟာပညာတတ်ဘေဒင်ယာမှာတပည့်ကန်းတတ်ထားတဲ့ပုဂ္ဂိုလ်။သူ့ရဲ့တပည့်ကြီးတပည့်900ရှိတယ်။တပည့်900တမှာတပည့်အကြီးလို့တဲ့ပုဂ္ဂိုလ်ကအာဇိတလူလင်တဲ့။အာဇိတလူလင်ဟာ ပညာလည်းတတ်တယ်အမျိုးမြင်ကြီးတယ်အာကိုရတဲ့တပည့်ကြီးဖြစ်တယ်လောကမှာဗုဒ္ဓပွင့်တယ်လို့သတင်းကြတော့အာဇိတကိုခေါ်တယ်အာဇိတဘုရားဒီကလည်းပွင့်တယ်ကွာဟိုကလည်းဘုရားဒီကလည်းဘုရားဘုရားဒီကများပါပြီဘုရား၆စုတော်ပွင့်ပြီးပြီနောက်တစုပွင့်နေပြန်ပြီတဲ့ဒီတစုကအသက်တော်ငယ်သေးတယ် အသက်30ကျော်40ဝန်းကျင်လောက်ရှိသေးတယ်ကွာဖရဟုံးမဟုတ်ရဲ့လားမှန်မှန်မှန်မင်းသွားစုံစမ်းပါဟောအာဇိတလုတ်လင်ကိုဘာဝတိပုံနာကလွတ်တယ်လीလွတ်တော့သူ့ရဲ့အရှံရနေဖြင့်ဘုရားထံရောက်မင်းဘုရားထံရောက်တဲ့ကကွာတဲ့ဘုရားကိုမင်းနှုတ်နဲ့မမေးပါနဲ့စိတ်နဲ့သာမေးပါဟောဘုန်းကြီးပြိဿတိဘာနဲ့မေးခိုင်းတဲ့ မင်းကစိတ်နဲ့မေးရင်ဖယားဖြစ်ရင်ဖယားစင်စက်ဆိုရင်နှုတ်နဲ့ပြန်ဖြေလိမ့်မယ်ဘုဇာမန္တမြတ်ဒီမင်းလူကြီးနဲ့ဘုဇာမန္တမြတ်တွေကိုစိတ်နဲ့သာမေးကိုယ်နှုတ်နဲ့ဖြေလိမ့်မယ်အဲ့ဒါဖယားစင်စက်ကြောင်းအဲ့ဒီတော့သင်ပေးလိုက်တော့တပည့်လို့တဲ့ပုဂ္ဂိုလ်ကလည်းပဲဆရာစကားနားဝယ်ထားပြီးတော့သွားရောအရာနဲ့တွေ့တယ်ဆိုရင်ပဲ ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ယူပကာယရုပ်ပုံသဏ္ဍာန်တော်မြတ်ကိုကြည်ညိုလိုက်တယ်ဆိုရင်မဲသူ့စိတ်ထဲမကြည်နှက်ဘူးလားဩအံ့ဩပဲကောင်းတဲ့ပုဂ္ဂိုလ်32ပါးသောလက္ခဏာကို38ပါးသောလက္ခဏာတော်ကြီးငယ်တို့ဖြင့်ပြည့်စုံတော်မူသောဗုဒ္ဓဗုဒ္ဓဗုဒ္ဓလောကမှာအတုမရှိတဲ့ပုဂ္ဂိုလ်ကြီးပါတကားသို့တော်လည်းပဲငါဆရာ သင်ပေးတဲ့မေးလိုက်တဲ့ပု္ပ္ပစာဖြင့်ငါမေးဥမ္မာပဲဆိုပြီးတော့ ဘုရားရှင်ရဲ့ရှားတော်ကိုသိကျင်တာကိုဘုရားရှင်ရဲ့ရှားတော်ဟာဖြန့်လိုက်မယ်ဆိုရင်တဲ့နဖူးထီရောက်နော်ဒီလောက်ဒီပါလွာတဲ့မျက်နာတစ်ခုလုံးဖုံးလောင်အောင်ဒီဘုရားရှင်ရှားတော်ကြီးများတဲ့အဲ့တော့သူနဲ့စိတ်ကလမ်းမိတဲ့မြတ်စွာဘုရားရှားတော်ဟာဘယ်လောက်များရှိသလဲသိကျင်ပါတယ်လို့အဲ့ဒါလို့ အာဇိတလုလင်ကစိတ်နဲ့လမ်းမီးတော့ဘုရားရှင်ကရှာတော်ထုတ်ပြီးတော့နဖူးတိစံတံစံစနားကိုတိဖြန့်ပင်ဖြန့်ကျဲပြီးပြလိုက်တဲ့သူတယောက်တည်းကိုပြတာနော်ပဝန်းကြီးပုဂ္ဂိုလ်ကြီးကမမြင်ရပါဘူးဘုရားနဲ့မီးတဲ့ပုဂ္ဂိုလ်နှစ်ယောက်သာ အဲ့ဒါကမှအန္တရာယ်ရှိတာတည်းလား။အားဒီမွေးနေပြီ။ကံဒီယာတင့်ခန္ဓာကိုယ်ကြီးကသုံးဆွဲလို့ဘာမှ မကောင်းတော့ဘူး။သုံးလို့မရတော့ဘူး။ရသေးသလား။မရပါဘူးခင်ဗျာ။အဲ့ဒီအသက်ရွယ်ကြီးပြင်းလေးတော့ရေတစ်ခေါက်လောက်ခတ်ပေးလို့ရသလား။မရပါဘူးခင်ဗျာ။သမင်းဥရိမဓမင်းရှိလို့ရသေးသလား။မရပါဘူးခင်ဗျာ။ဘာမွေးကုန်လို့။စီခိုင်းလို့မရတော့ဘူး။ သူကိုပင်လျင်ပြုစုစောင်းချောက်နေရတဲ့ပုံကိုယ်ရှိနေရသူကသူတစ်ပါးကိုစောင်းချောက်လို့ရသေးသလားမရပါဘူးခင်ဗျာသူကိုတာလျင်လူတွေကစောင်းချောက်ပင်းနေရတယ်ဗာမွဲနေလို့တော့ကံမွဲနေလို့အိလာဘာဝရီပုံနာကြီးသင်ခန္ဓာကိုကြီးဒီကံမွဲနေတယ်သို့တော်တဲ့ငါဘယဟောဘုံညွန်ပြအပ်တော်တရားဒီလေးကို သင်နှလုံးသွင်းပါလေ သိရဲ့စိတ်ထဲမှာဖြင့်သိရဲ့စိတ်ထဲမှာငါဘယံဟောတဲ့တရားတော်မြတ်ကိုကြည်လင်သောတရာစိတ်တို့ဖြင့်နာနာထောင်ဇံပါကြည်လင်သောတရာစိတ်တို့ဖြင့်သုံးသပ်ပြီးစဉ္ရင်ဇံပါသိရဲ့ခန္ဓာ၅ပါးယုံနာဓမ္မသင်္ခါရတရားတို့ဒီကအမြင့်မပြတ်ပြည့်စည်နေတယ်။ဩစဟောပြီနော်ခန္ဓာဒီပါပြည့်နေတယ်အမြဲတမ်းပြည့်စည်နေတယ်လို့ညံထဲမှာထင်ရှားပါစေ။ ဘုံနာကြီးသင်္တန်နဲ့သင်ထမ်းဆောင်ရတော့ဟောဒီခန္ဓာကိုယ်ကြီးရပါဖြစ်နေတယ်ပစ္စည်းကုန်ပြီတဲ့စကံနဲ့စကံနဲ့ပစ္စည်းနေတယ်ရိုးပိုင်းဆိုင်ရာပစ္စည်းနေသလုံးနံပိုင်းဆိုင်ရာလည်းပစ္စည်းနေတယ်ဘာတခုမှ အပေါင်းလက္ခဏာမပြတော့ပါဘဲနဲ့အနုလက္ခဏာပြနေတယ်တကယ်လို့ဘာလက္ခဏာပြနေပါလိမ့် အနုလက္ခဏာပြနေတယ်။ကုံဆုံးခြင်းသဘောသာ ရှိနေတယ်ပြန်အသက်တွေမလာတော့ဘူး။အဖြစ်သဘောမရှိတော့ပါပဲနဲ့အဖြစ်သဘောတွေဆောင်းနေတယ်။ဟော။ဘာသဘောဆောင်းနေတယ်။ဖြစ်ပေါ်လာခြင်းရှိသေးသလား။အသက်တွေဘာမှတူပွားမှု မရှိတော့ပါပဲနဲ့ဘာလို့ဖြစ်နေတယ်။ အဟောင်းလေးကုန်ကန်းပြစည်းပြီးတော့ဘလောက်ပဲပြည့်ပြည့်မြညာတော့လဲပြည့်ပြည့်ထားတော့ယုံနာဓမ္မသင်္ကာရတရားတို့သည်တရက်ပြီးတရက်ပါနဲ့နီးကပ်လာတယ်သိကြီးနဲ့နီးကပ်လာနေတယ်သင်ရဲ့ယုံနံခန္ဓာအင်းကြီးကိုတတိပဒံတရားလက်ကင်ဓာပဒါစောင့်ကြည့်လိုက်စမ်းပါသိရစိတ်ထဲမှာအာကုသို့အာယုန်လေးမဝင်မိအောင်တတိနဲ့သိသိလိုက်စမ်းပါတလုံးစဟောပြီ သင်ရစိတ်แท้မှာအာကုသို့ဓာတ်တွေမဝင်အောင်တတိနဲ့သိစီနေလိုက်ဘယ်လိုပြိသတွေနားလဲတယ်မဟုတ်လားစိတ်မှာဘာမဝင်အောင်လဲအာကုသို့မဝင်အောင်တတိနဲ့သိစီနေလိုက်စမ်းပါပုံနာကြီးတဲ့ဖယားကြီးရနေလိုက်တဲ့ခဏလေးအာကုသို့မဝင်အောင်တတိနဲ့သိစီနေလိုက်စမ်းပါ အဲ့ဒါလို့ပြောလိုက်တော့ပုံနာကြီးစိတ်ထဲမှာဩငါရဲ့စိတ်မှာအကုသို့တွေမဝင်အောင်တတိနဲ့သိစီလိုက်ဆိုပါလားဟုတ်တယ်ဒွါရ6တံမှာအကုသို့တွေဝင်တဲ့အကုသို့တွေမဝင်ရအောင်ငါတတိနဲ့စောင့်ကြည့်ရင်အိုးမှန်လိုက်တာငါကုအကဲခန့်ကြည့်နေတဲ့ခန္ဓာငါကိုယ်တစ်ခုလုံးမှာ တကယ်လုံးမှငါအကျဉ်ဉဏ်လေးနဲ့ခြုံပြီးကြည့်နေတဲ့အခါမှာငါရဲ့စိတ်သည်ခန္ဓာဤသဘောတရားလေးကို မြင်နေတဲ့ခန္ဓာယုံနံဓမ္မသင်္ခါရတရားတို့ရဲ့မမြဲတဲ့သဘောကို မြင်နေခြင်းကြောင့်အာဟုသောတိပိတ်ဆို့ထားပြီးခန္ဓာကိုယ်ကြီးရဲ့ဆင်းရဲတဲ့သဘောကိုမြင်နေလို့အာဟုသောတရားတွေပိတ်ဆို့ထားပြီးခန္ဓာကိုယ်မပိုင်တဲ့သဘောတွေမြင်တွေ့ထားကြောင့်အာဟုသောတိပိတ်ဆို့ထားပြီးဩဒါကိုဆိုလိုပါလား အင်းငါရဲ့အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဓာတ်ကလေးလက္ခဏာဓာတ်ကလေးကိုမြင်တွေ့နေခြင်းကိုပင် အာဟုသို့မဝင်အောင်ပိတ်ဆို့လိုက်စမ်းပါလို့ပြောနေတာပဲ။ဩမြတ်စွာဘုရားပြောလိုက်တဲ့မှန်လိုက်တာ။ဒီနေစာလို့ထင်လို့ဆင်းရဲတဲ့ဒုက္ခလို့ထင်လို့ဆင်းရဲတဲ့အတ္တလို့ထင်လို့ဆင်းရဲတဲ့ အနိစ္စလို့မြင်ရင်ချမ်းသာတယ်ဒုက္ခလို့မြင်ရင်ချမ်းသာတယ်အနတ္တလို့မြင်ရင်ချမ်းသာတယ်သူမမြင်သွားဘူးလားနိစ္စဒုက္ခအတ္တလို့ထင်ဆွဲနေရင်ဘာဖြစ်တဲ့ဆင်းရဲနေတယ်ဟုတ်တယ်နော်ခန္ဓာကိုယ်ထဲမှာတကယ်ရှိနေတဲ့အနိစ္စတရားတွေထင်ရှားနေပါလေမမြင်တဲ့သဘောတွေတကယ်လုံးမှထင်ရှားနေတယ်ဆင်းရဲတဲ့သဘောတွေတကယ်လုံးပြည့်ပြီးတော့နေတဲ့ အတခုရဲ့မှာ ကိုယ်ပိုင်ကွတာမရှိတဲ့သဘောဒီပါလားလို့ကြည်နေတော့ဘိန်းတော်ပြိတ္တတဲ့စင်ရဲသလားချမ်းသာသလားချမ်းသာတယ်နော်ဘာကိုတွေးနေတာအရှိကို အရှိတိုင်းတွေးနေတာဘာကိုတွေးနေတာဘုရားကကြာကြာကြီးမဟောဘူးနော်ပုံနာကြီးတဲ့သင်ရဲ့စိတ်ထဲမှာအာဟုသောမဝင်အောင်တတိနဲ့သိစီပြီးတော့ကိုကိုကိုပြန်ကြည့်ပါ ခြေစိတ်ကိုနောက်စိတ်နဲ့အကဲကကြည်ခြေစိတ်ကိုနောက်စိတ်နဲ့အကဲကကြည်ခြေကချုပ်ပြောင်းမှုကိုနောက်ညာလေးကမြင်ပါစေ။ဘာကိုမြင်ပါစေတဲ့။ခြေကဖြစ်ဖြစ်နောက်ကမဲခြေကချုပ်ပြောင်းနောက်ညာရောက်။ဟုတ်တယ်နော်။ခြေကဖြစ်ဖြစ်နဲ့နောက်မဲကိမ့်ပါစေ။ခြေကဖြစ်ဖြစ်နဲ့နောက်ကမဲကိုက်ပါစေ။ဘုရားဒီလောက်ပါဟောလိုက်တယ်။ အဝရိပုံနာကြီးကိုဒီလောက်ပေါ်ဟောလိုက်တဲ့ပိဿတ်ရှိကဖြစ်ဖြစ်နဲ့နောက်ကမဲကြိုက်ပါစီဟောလိုက်ပြီနော်ဟောတော့ပုံနာကြီးမစင်ကျင်ဘူးလားမကြည့်နေဘူးလားဩဖယားကစစ်မဟောတော့ဘူးခန္ဓာကိုရှိကဖြစ်ဖြစ်နဲ့နောက်ကမဲကြိုက်ပါစီဆိုပါလားအိုးသိမ်မွေးတဲ့တရားကြီးသိမ်မွေးနင်းနေတဲ့တရားကြီးကြည်စမ်းကြည်စမ်းကြည်စမ်းလို့ သူ့ခန္ဓာကိုယ်ထဲမှာရုပ်တဲ့နံတဲ့ပရမတ်ခန္ဓာပေါ်မှာညာလေးကပ်ပြီးတော့မှုေနောက်ပဲကြည်ရင်ကြည်ရင်နဲ့ဘင်းလေးရင်ကဲဘာဝရီပုံနာကြီးရဲ့ယုံနာဓမ္မသင်္ကာရသဘောတို့သည်အမြဲမပြတ်ဖြစ်ပြီးပြည့်စည်နေတာသူမမြင်နေဘူးလားမြင်ရင်မြင်နဲ့အမြင်မှန်တရားတွေဟာဘုန်းကြီးတို့တရားဓမ္မတွေဟော ဖြစ်ဖြစ်တည်းမြင်လို့ဖြစ်ဖြစ်တည်းမုန်းလို့ဖြစ်ဖြစ်တည်းဆုံးသွားလိုက်တာဗျာသောတာပန်သက္ကရာကအနာဂံဖြစ်သွားပါလေ ကဲဘာနဲ့ပါကြည့်လို့ခြေကဖြည်းဖြည်းနောက်ကမဲ့ကြိုက်ပါစီတလို့ဟောလိုက်တာနော်အဲ့ဒီတော့ဘာဝရီပုံနာကြီးရဲ့ညံထဲမှာဘုန်းတော်ပိဋကပေါင်းသူရာကောင်းတို့ဤဘာကိန်းသွားပြီတရားကိန်းသွားပြီနော်ဘာကိန်းသွားပြီတရားကိန်းသွားပါဘုရားဘုရားကျင်ကိုယ်တော်မြတ်ကြီးမမြင်နေဘူးလားမမြင်ပါဘူးဘာဝရီ ပုံနာတဏ္ဏမှာအရိယာဖြစ်သွားပြီအပေတကားပိတ်သွားပြီ နောက်တဲ့ကာမဘုံတဲ့ပြန်မလာတော့ဘူးကာမဘုံတို့ပြန်လာပါဦးမလားကာမဘုံဆိုတာလူဘုံနဲ့နတ်ဘုံအနာဂံတို့မိဒီမှာပြန်လဲပြီးမလာတော့ဘူးစစ်စိုးပဲကောင်းတဲ့ဟောဒီခန္ဓာဝန်တို့ကြီးတံမထမ်းတော့ဘူးနော်လောကီအာယုကာမကိုအညီတိုက်တဲ့မှာအကြည့်ဆိုင်ပြီးတော့ဘယ်တော့မနေကျင်တော့ဘူး သုတေသိကြရင်လည်းဗြဟ္မဘုံမှာပင်လည်းယင်ဗြဟ္မရှမ်းသာဖြင့်အင်းဇန်ရှမ်းသာမြတ်နေပြီတတံကုလိကာလတတံကုံဆုံးလို့ယန္တာဖြစ်သည့်ကာလတည်းအောင်ချမ်းချမ်းသာသာနေတော့မယ်မကောင်းဘူးလားပြိတ္တတို့နာဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေကတခါမပြအနာဂံလေအနာဂံဆိုတာလူပြည်လူလောက ပြန်မလာတော့ဘူး ကာမဘုံတွေဟောဒီကာမဘုံထဲမှာချုံွက်ပြီးကြားထဲမှာနှိမ့်ညုတ်နေရတော့နွားကဲ့သို့ပဲနော်စစ်ဆုပ်ပဲမစင်တွင်းထဲမှာနေရတော့ကြာရောက်နေတော့လူကဲ့သို့ပဲဘုရင်တို့ပိဿတွေပုထုဇဉ်ကသာလျင်ပျော်မွေ့နေတာပါနော်ပုထုဇဉ်တွေကလောကီအာယုကာမဂုံဒီဟူသောမစင်တွင်းထဲမှာပျော်နေကြတယ်အရိယာသူတော်ကောင်းကြီးတွေကြာတော့မစင်တွင်းလို့မြင်သွားရှာတယ် မစင်အိုးထဲမှာကြနေတော့မစင်ကောင်းဒီလိုပဲဒီလိုမြင်တယ်နော်ဆက်ဆုပ်တယ်ယွမ်းချတယ်အသုံးမကျတော့မြင်တယ်ဘဝကြီးကိုရင်နာလွန်းလို့ချစ်လွန်းလို့ကြောက်လွန်းလို့ဟောဒီဘဝခန္ဓာကိုယ်ကြီးအတွက်နောက်တဲ့တဖန်ရကျင်လို့တဲ့စိတ်ရောက်ကျင်လို့တဲ့စိတ်တွေရှိပါဦးမလားဘာဖြစ်လို့မရှိတော့တာလဲမင်းရင်တို့တို့ဟာမရှိအောင်စူးစမ်းထားလို့ဟုတ်လားပြိဿ တို့တရားဓမ္မတွေကြတော့ဘာဖြစ်တယ်မိထဲမှာပျော်တော့မဲရှိနေပျော်လို့ကဝါပါလားဟင်ရောတော့ပျော်လို့ဝါပါလားမဝသေးပါဘူးဗျာရှစ်ဆယ်ပြီပျော်ပါမနေဦးမဲသွားကြိုးရင်လည်းမဝသေးဘူးဇဝင်းလေးဖြူရင်လည်းဇဝင်းလေးဦးမဲတော့ဟုတ်လားပြိဿ အမေတေမင်းကိုမျက်စိလဲတဲ့သဘောပေါ့လေတေမင်းကမျက်စိလဲပါမလားဘလောက်ပဲပြုပြင်ပြင်ညာတော်လဲသင်မင်းကမမြင်ဘူးလားပြိဿမမြင်ပါဘူးဗျာအေး ေမင်းကအမြဲတမ်းမင်းကြီးတဲ့ကို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 အတိဆုံးပါပဲဟုတ်တယ်လားသူတစ်ပါးကိုမျက်စိလည်းပဲညာတော်လဲရခြင်းရမယ်ကိုကိုကိုမျက်စိလည်းလို့ရသလားမရပါဘူးခင်ဗျကိုကိုအတိဆုံးပါဘယ်လိုပဲအရွယ်တင်တယ်လို့ပြောပြောဟုတ်ကဲ့လားကိုရဲ့အထိုင်းဒလေးလံမှုတွေကိုအတိဆုံးပဲအသွာအလားမကောင်းတာတွေကိုအတိဆုံးပဲဟုတ်တယ်နော် ဒီတော့ဘုန်းကြီးတို့တရားဓမ္မပေါ့သူတော်ကောင်းတို့ခန္ဓာကိုယ်ကြီးကိုဘယ်တော့မှပြည့်ပြည့်မဲ့ညာတော်လဲပဲခန္ဓာကိုယ်ကြီးကံပေးထားတဲ့ခန္ဓာကိုယ်ကြီးရတော့တရားပေးတဲ့ဘာဖြစ်လာတော့တာမွဲလာတယ်ဗောဗျာဘာဖြစ်လာတယ်မွဲလာတယ်ပြည့်ပြည့်မဲ့ညာတော်လဲပြန်အသက်ပြန်ပေါ်လာသေးသလားပုံနာကြီးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက အေးဒါဘာဝရီပုံနာကြီးတဲ့ သင်ဒီခန္ဓာကိုယ်ကြီးမွဲပင်မွဲညာတော်လည်းပဲဘာကမမွဲသေးဘူးသင်ကံကောင်းလိုက်တာဘုရားကဘာပြောတယ်ဘာဝရိပုံနာကြီးကိုကံကောင်းလိုက်တာပြိတ္တတိစုံကြီးပြီးတော့ယံပြိတ္တရဲ့လူပြိတ္တတိစုံကြီးတဲ့ညနေယံလေးမှာဘာဝရိပုံနာကြီးကိုအကြောင်းရင်းခံပြီးတော့မြတ်စွာဘုရားကဘာတရားဤဟောသရော အိနောပရိသတ်ရေမြတ်စွာဘုရားပါတရားဟောတယ်လေကံမွဲပြီမဲ့ညာမမွဲစီနေကံမွဲပြီမဲ့ညာမမွဲသီးပါကံမွဲပြီမဲ့ဘယ်သူကိုအကြောင်းရင်းခံပြီးဟောတယ်ဘုန်းကြီးတို့ပရိသတ်ဒီကတော့ တရှိန်တော့ကမြတ်စွာဘုရားရှင်ကဘာဝရီပုံနာကြီးအကြောင်းရင်းခံပြီးဟောနေဟောခဲ့တယ်။ဒီနေ့ဘုန်းကြီးတို့ပြိတ္တတွေကိုဒီဘုန်းကြီးကဘုရားကိုယ်စားလှုပ်ပြီးဟောနေတယ်နော်။ဟောဒီအသက်ရွယ်ကြီးပြင်းနေတဲ့ပုဂ္ဂိုလ်များကဘာဝရီပုံနာကြီးနဲ့တူရပါမယ်။ဘုန်းကြီးတို့ကမြတ်စွာဘုရားနေရာယူပြီးတော့ဟောနေတယ်။ဥပမာဥပမေယနော်။ဘုန်းကြီးတို့ကဘုရားနေရာမှာယူပြီးတော့ဟောနေသလိုအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကဘာနဲ့တူရမလဲ။ ဲဒါဆိုရင်ဘဝရီပုံနာနဲ့တူလာသလားဘုရင်တော်ပြိတ္တဘာသူတော်ကောင်းတို့တဏ္ဍာထဲမှာကံမွဲပေမဲ့ဘာမှမွဲစီနဲ့ရှင်းပြီနော်ကဲညံမွဲတဲ့ဆိုတာကံမွဲလို့အပယ်လေးပုံမရောက်သေးဘူးဗျကံမွဲလို့အပယ်မကြဘူးညံမွဲမှာအပယ်ကြတယ်ဘုရင်တို့ပြိတ္တဒီဘာမွဲရင်အပယ်ကြတယ် ိန်းတို့ပြိတ္တမြတ်တဏ္ဍမညံမွေးလားဗလားဟင်မွေးလားဗလားမွေးတဲ့ပုဂ္ဂိုလ်လဲမွေးတယ်ပေါ့ဗျာနော်သူပုဂ္ဂိုလ်လဲမွေးတယ်ဆိုမှတော်တော်ကိုမွေးတာကျောလို့ကိုမကြားလောက်အောင်လို့မွေးတာနော်အင်းဘုန်းကြီးတို့ယောဂီတို့အမတ်တတိရှိပါစေအင်းတနာလွန်လို့ဩဘွားကြီးတွေ ခန္ဓာကိုယ်ကြည့်တော့ဘာဇောနာနေပြီမသားဇောနာမှရိဒ္ဓနာကလာတာကိုဟုတ်လားအိမ်ကလို့လေခိုင်းလို့မကောင်းတော့မှဘယ်နာရောက်လာအဲထောင်တိထောင်တော့ကောင်းတိကောင်းတော့ဟုတ်လားတော့ဟိုကဆွဲလို့လို့ဒါဆွဲလို့လို့အိမ်ကလူတွေကနင်ထုတ်လိုက်လို့ကြောင်းရောက်လာတယ်ထင်ပါရဲ့သုံးဆွဲလို့မကောင်းလို့လေကြောင်းတော့မကောင်းကြောင်းပို့ဆိုတာကို မကောင်းဘယ်ပို့ကောင်းတဲ့ခါတော့ မြန်နဲ့သုံးလို့ဆွဲလို့ရအိမ်ပြန်ခေါ်ထားတာဟုတ်လားပြိဿသုံးလို့ဆွဲလို့မကောင်းဟိုကမိကဆဲသမိကဆဲသားကဆဲဟိုကတမျိုးတရားဒီမိဘမြနေလို့လည်းချုပ်ပါတယ်ငါတရားစကံသွားဝင်နိုင်မယ်ဟောဘယ်မှာရှုပ်လို့အိမ်မှာနေရာကမသူ့တဲ့နေရာမရှိတော့ဘူးကိုဟိုဟာလို့လည်းတဲတဲမကြဒါခိုင်းလည်းတဲတဲမကြဘာမှသုံးလို့မရတော့ဘူးဟုတ်လားပြိဿ သုံးလို့မရတော့ဘယ်ကိုပို့လိုက်တာခေါင်းကြီးဒုက္ခလာပေးတာဟုတ်လားအေးအဲ့ဒီလူတွေကြတွေးပြစီအောင်သာသမီတွေတွေးပြစီအောင်ခင်ဗျားတို့သာသမီတွေကြောက်လာပို့တာကိစ္စမရှိဘူးလို့တို့ဒုက္ခရောက်တာဟုတ်လားပြိဿဒီကပြောလိုက်လို့ရှိရင်ဟိုနာကြရင်ယောက်ျားတို့အမတ်သာအမတ်ဆောင်းသွားပါအမတ်လေးထောင်းသွားပါအမတ်လေးဆောင်းသွားပါအမေဖုန်းကြီးကြည့်ကြတော့တကယ်ကိုဟုတ်တုတ်တုတ်ပဲ။ မဲခိုင်းတဲ့တိုင်းနဲ့ပဲအရှုံးနဲ့ဟိုဓမ္မရောပြင်လဲရောက်ရောမျက်စိကပဲရောက်ကြီးကမောက်ကုန်ဟုတ်လားဟိုကြည့်ဒီကြည့်ဩဘုန်းကြီးလှမ်းလှမ်းကြည့်နေရတယ်ဒီယောဂီတွေဘာတွေမွဲကုန်ပြီညံညံဟုတ်လားကံမွဲတာမှဘာထက်နေပြီအေးညံမွဲသွားတယ်ဆိုတာ ဘာဝရီပုံနာကြီးကဘာမမွဲဘူးပြိဿကံတော့မွဲသွားပါပြီ။ဘာမမွဲဘူး။ဘုရားရှင်အဆုံးမအတိုင်းမလိုက်နာဘူးလား။လိုက်နာခြင်း သုံးသွားခြင်းကြောင့်မဲ့ဖို့နိဗ္ဗာန်မရဘူးလား။သောတာပန်မဟုတ်ဘဲနဲ့တဂရကအနာကံသုံးဆင့်ရသွားတာဗျာ။မဲ့သုံးဆင့်ဖို့သုံးဆင့်ရသွားတယ်ဆိုလိုက်ကြဲကုကဘာမမွဲလို့ တို့တို့ပြိတ္တတီကောဟမ်ဘယ်လိုဖြေရမှာလဲဟိုအသက်ကြီးမှမဟုတ်အသက်ငယ်တဲ့ပုဂ္ဂိုလ်ညံဝဲတာပူဆိုးတယ်ဟုတ်လားအသက်ကြီးတဲ့ပုဂ္ဂိုလ်ကြတော့ကံဝဲလို့ညံဝဲတော်သေးရဲ့အသက်ငယ်တဲ့ပုဂ္ဂိုလ်ကကံတော့မမွဲသေးဘူးဗာမွဲလာလိမ့်မယ်နားမထောင်တဲ့ပုဂ္ဂိုလ်ဆိုလိုပါတယ်ဘုရင်တို့ကတော့ တရားရစေခြင်းလုံးလို့ယောဂီတွေကိုအမှတ်တည်းမြတ်မြတ်မှတ်စေခြင်းနဲ့မှတ်စေခြင်းတော့ယောဂီတို့ကြိုးစားကြပါဝိရိယတင်ကြပါဝိရိယတင်ကြပါအရှင်ဘုရားဝိရိယတင်ခိုင်းတာတော့ဟုတ်ပါတယ်ဘုရားတပည့်တော်တို့ကဘယ်လိုပြန်ပြောခြင်းလဲမခံနိုင်လို့ဘုရားတချို့ပုဂ္ဂိုလ်တွေကတရားမှိုက်အမဲအော်လည်းသိတယ်လှမ်းလှမ်းကြားနေရစိတ်ထဲကဘုန်းကြီးကြားအောင်သာသိမော်မော်ရဲဘူးတာ ုတ်လားမသိမော်ရစိတ်ကတော့អော်နေတာញញူးနေတာဘာဖြစ်နေတာတော့ပြိဿကိုယ့်အကိုသိဆုံးပဲเนาะမသိဘူးလားသိလားဒါကြောင့်မို့လို့ခန္ဓာကိုယ်ကြီးကအမြင်မပြဖောက်လွဲဖောက်ပြန်ဖောက်ဖောက်ပြန်ပြောင်းလဲပြီးနေတဲ့သဘောဓာတ်ကိုသိခံခြင်းတရားတရားနဲ့ နော်တတဝရိယတတိတမလေးပညာဆိုတဲ့ဘုံ၅ပါးကို ရှည်တန်းတင်ပြီးတော့မှတ်နိုင်မှသာလျှင်ဝေဒနာရဲ့အဖြစ်အပျက်ကို မြင်ပါလိမ့်မယ်နော်အဲဒါလို့ဘုံ၅ပါးကို ရှည်တန်းတင်ပြီးတော့မကြည့်ဘူးဆိုရင်တော့ဖြင့်ဝေဒနာကိုငာရောမှာပေါ့ဝေနာမှာပါရောမယ် နာတိုင်းနာတိုင်းငါနာတယ်ဖြစ်မှာပေါ့ငါနေငါနာငါကျင်ငါကိုင်းငါဘလို့ဖြစ်လာမသိငါဘလို့ဖြစ်သွားမလဲလေးမြဖြတ်သွားမလားမသိအမေရှုပ်ပုဂ္ဂိုလ်ရဟိုပုဂ္ဂိုလ်ရွှေဒီပုဂ္ဂိုလ်ရွှေခန္ဓာကတရားပြတယ်တရားခန္ဓာကဟေးဒီမှာကြီးဒီမှာကြီးဆိုရင်တရားကိုဘာလုပ်နေတာအေးတရားပြတဲ့ဥစ္စာကိုကြည့်ရမဥစ္စာကိုကိုကဘာလုပ်နေတယ်တရားချောင်နေတာနော်ခန္ဓာကဘာလိုက်ပြနေတယ် ဒီမှာကြည်နိခန္ဓာဖြစ်ဖြစ်နေတယ်ဒီမှာကြည်စမ်းဒီမှာကြည်စမ်းလို့ခန္ဓာကဘလောက်ပြပြယောဂီများကဘယ်လိုဖြစ်နေတယ်ပြတဲ့တရားကို မကြည့်ပဲနဲ့ဘယ်သူအာယုံနောက်လဲကြည်တယ်အဲ့ဒီအာယုံနောက်ပေါ့သက်တာအောင်လောဘနောက်ကိုလေလောဘနောက်ကိုတိုင်းနေတယ်ခန္ဓာခိုင်းရမှကြောက်နေတယ်မခိုင်းရဘူးနှမျောလုံးလို့ဘာဖြစ်လုံးလို့ နှမျောလုံးလို့ညာလိုက်တာခန္ဓာကြီးကိုနာမကြောက်လိုက်တာ မပြောပါနဲ့တော့အိမ်ကလူတွေများခိုင်းလို့ရှိရင်မလုပ်တယ်ညာတကောင်ရင်ထသွားတာပဲဟုတ်လားဘုရားသံဃာတော်များကရန်တော်ဒုက္ခတဲ့ညီနဲ့ညီတဲ့တရားတွေအတိကမပါအတိကမပါဆိုရင်အင်းဘုန်းကြီးပြောတာတော့မှန်ပါလေဒါမဲ့ငါနာတာငါသိတယ်ဟွန်းချို့လာသေးတယ်ဟုတ်လားငါအကြောင်းငါသိတယ်ဘုန်းကြီးတို့ဒီကရမဘုသူကြောင့်ဘုသူသိတယ် ငါသိတော့ဘာလုပ်တာလဲအချောင်ခိုးဖို့လိုက်ရှာတယ်ဘယ်နှမောင်ခိုးလို့ဖို့ကြာရှိနေရရှိမလဲဘုန်းကြီးဘယ်နှသွားလဲတချို့ဟိုးကတော့ဟိုဖွဲဟိုးဘက်ဆောင်ကယုံကြီးဘုန်းကြီးဘယ်နှသွားလှမ်းကြည့်တယ်အဲဘုန်းကြီးတောင်ဘက်တက်သွားပြီဆိုရင်ဖြတ်ဆိုတခါနဲ့ယူနေဝိုင်းနေပါလာ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 ဩဘုန်းကြီးကလည်းအဲကမျိုးလုံးလေးလုံးနဲ့ကြည့်တာအကုန်သိอืมတခါတရံကြလို့ရှိရင်အိမ်သာတက်ဖို့ဆိုတာဩကိုယောဂီကြီးအဲအဲ့လိုလိုဖြတ်ခင်းမြင်လိုက်တော့မဖြစ်ဘူးလေ ان الناس هاي بهم ونور تعينا عن الجنه الوقيتايه